PYD ကအသစ်ထွက်လာမဲ့ PYD Cell 06 EV sedan ကဟာ CLTC Rich နှမျိုးနဲ့ထွက်လာမှာဖြစ်ပြီး version တစ်မျိုးက CLTC Rich 450 km ရှိသလိုနောက် version တစ်မျိုးက CLTC Rich 945 km ရှိမယ်လို့တရုတ်စက်မှုလက်မှုနဲ့နှီးပညာဝန်ကြီးဌာန MIIT ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒီကားရဲ့သေးစိတ်ချက်လက်တွေကို PYD က MRIT ကိုတင်မြထားပြီး version မျိုးဟာ CLTC Rich မတူကြပေမဲ့သုံးထားတဲ့ battery ကတော့အတူတူပဲလို့သိရပါတယ်။ကားတွေကို46.8 kWh နဲ့56.6 kWh plain lithium ion phosphate battery တွေတက်ထားတယ်လို့ MRIT ကပြောထားပါတယ်။ battery အလေးချိန်ကိုကြည့်ရင် 46တက်သမ8ကီလိုဝက်အဝါရှိတဲ့ဘက်ထရီက350ကီလိုဂရမ်ပဲအလေးချိန်ရှိပြီး56တက်သမ6ကီလိုဝက်အဝါရှိတဲ့ဘက်ထရီကတော့410ကီလိုဂရမ်ရှိမှဖြစ်ပါတယ်။ CLTC Rich กว่าတယ်လို့ဘက်ထရီအလေးချိန်တွေလည်းกว่าမှဖြစ်တဲ့ပြင်ကားရဲ့အလေးချိန်ကလည်း1680ကီလိုဂရမ်နဲ့1800ကီလိုဂရမ်ဆိုပြီးကွဲသွားမှဖြစ်ပါတယ်။ကားရဲ့အလေးချိန်กว่าတယ်လို့ power option အပိုင်းမှာလည်း ပါဝါမြင့် version ကမြင်းကောင်ရေ215ကောင်အားရှိတဲ့160 kW အားမော်တာကိုသုံးထားသလိုပါဝါနဲ့ version မှာတော့မြင်းကောင်ရေ148ကောင်အားရှိတဲ့130 kW မော်တာကိုသုံးချပါတယ်။ကားတစ်စီးလုံးရဲ့အရွယ်စားကိုကြည့်ရင်တော့အရှိနောက်အရှိ4820 mm ၊ပညာကျဲ1880 mm ၊အမြင့်1495 mm ရှိပြီး V-base က2820 mm ရှိပါတယ်။ Pure Electric Midsize Sedan ကဖြစ်တဲ့ပြင်အရင်ကထပ်ထားတဲ့ Seal 06 GT နဲ့နှိုင်းယှဉ်မဲ့ဆိုရင်တော့အရှိက90 mm ပိုရှည်ပြီးအမြင့်5 mm ပိုမြင့်အောင်တွေ့ရပါတယ်။ဒါပေမဲ့ဒီကားမှာပါတဲ့ body dimension, battery space နဲ့တခြားတိစောက်ပုံတော်တော်များများကအရှင်အားထပ်ပြီးသားဖြစ်တဲ့ Queen L EV နဲ့တူတယ်လို့ MRIT ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကားရဲ့ပြင်ပဒီဇိုင်းတွေကထပ်ပြီးသား Sil Model လိုပဲ Ocean Aesthetics Design Concept ကိုစက်သုံးထားပါတယ်။ရှေ့ပိုင်းဒီဇိုင်းမှာတော့ Shell ကို Lower Trapezoid တဲ့ Shell ပုံစံထွက်လာပြီး Highlights မီးတွေကပိုတောက်လာပြီးတကားလက်ကင်တွေက Semi Hidden Door Handles ပုံစံဖြစ်လာပါတယ်။ကားရဲ့နောက်ဘက်ဒီဇိုင်းကိုကြည့်ရင်တော့တိတ်တူတူချာချာပြောင်းလဲလာတာရှိပေမဲ့ Daylight Sky Chinese Knot လို့ခေါ်တဲ့တရုတ်ရှင်ဂျေမိုဟန်တွေအများကြီးပါအောင်လုပ်ထားပါတယ်။ အရင်ကကားမော်ဒယ်တွေမှာ BYD ရဲ့ဆောင်ပုတ်ဖြစ်တဲ့ Build Your Dream ဆိုတဲ့စာသားကိုကားနောက်ပိုင်းမှာရေးသားထားပေမဲ့ဒီကားမှာတော့ဒီစာသားပါမလာတော့ပဲ BYD logo ပဲပါလာမှာဖြစ်ပါတယ်။ဒါကတော့ဒီကားမှာ BYD ကပြောင်းလဲပြစ်လိုက်တဲ့အပြောင်းလဲတစ်ခုပဲဖြစ်ပါတယ်။ဒီကားရဲ့နည်းပညာပိုင်းဆိုင်ရာမှာတော့ဒီ Pilot 100လို့လူသိများတဲ့ BYD Scott IC Intelligent Driving System ပါလာမှာဖြစ်ပါတယ်။ ရှေ့လေကမှန်မှာတော့လုံခြုံရေးကင်မရာ၃လုံးထိပါလာပြီးရှေ့ဖက်နောက်ကြည့်မှန်တွင်နဲ့အနောက်ခေါင်မိုးမှာရှိတဲ့ spoiler မီးတန်းမှာကင်မရာတွေပါလာတာကတော့ထပ်ပြီးထူးသွားတဲ့ထူးခြားချက်ပဲဖြစ်ပါရဲ့ရှင်။